အမွေကိုယ်တိုင်ကတချီတွင်းမှာအဆက်ကွဲရှုံနေကြရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သက်တီကို ဖြစ်ရမှန်ကို ပြောလာခဲ့ပြီလေဖြစ်ပါရယ်အမွေရဲ့တံပဲဖြစ်တဲ့ဝီတီခန်ရဲ့မနေ့ကအင်တာဗျူးကိုကြည့်မေးဆိုရင်လည်းအမတန်မှအမွေအနေနဲ့ရောမြန်မာဖိုက်တာတွေအနေနဲ့ရောသင်ခန်းစာယူဖို့ကောင်းပါရယ်ဝီတီခန်ကဒီအမွေနဲ့ထိုးဖို့အတွက်ကိုသူ့အနေနဲ့နှစ်လခွဲလောက်တည်တည်ကိုလုံးဝကိုမရမနာနဲ့နီးစနစ်ကောင်းကောင်းနဲ့လေ့ကျင့်ပြင်ဆင်မှုတွေလုပ်ခဲ့ကြောင်းကို ူကိုရင်ကမနေ့ကအင်တာဗျူးမှာပြောလာခဲ့တာပဲဖြစ်ပါတယ်။တစ်ဖက်မှာအဲမွေရဲ့အခြေအနေကိုကြည့်ရအောင်။အဲမွေဟာအဆူရီဖိုက်တာဂေါ်ဒင်နဲ့ထိုးရသလားလောက်ပဲရှိပါသေးတယ်။အဲ့ဒီပွဲမှာအဲမွေကလုံးဝကိုသွေးထွက်တန်ယူဖြစ်ခဲ့တာဗျာ။ခေါင်းပေါ်ကနေတွေးတွေကအလိမ့်လေးယူနေတာကိုကျွန်တော်နေနေတွေးရပါရီ။ဆိုတော့အဲ့ဒီပွဲပြီးကတည်းကနေအဲမွေကဒီလောက်တန်ရာကြီးကြီးမားမားရထားဗျာ။ဆိုတော့အနာယူသင့်တယ် ဒါမင်းအမွေကလေးချင်းမှုတွေကိုပြန်ဆင်းပြီးတော့ခုနလားကြကြော်လေးအတွင်းမှာပဲပွဲကိုပြန်လဲလက်ခံလိုက်တာပဲဖြစ်တယ်။အမွေကိုအနိုင်ရရှိခဲ့တဲ့ Astray Fighter Golden ဟာဆိုရင်လည်းပဲခုတတိပွဲလက်မခံသေးဘူး။ဘာကြောင့်လဲဆိုတော့အမွေနဲ့ထိုးတဲ့ပွဲမှာတော်တော်လေးကိုအကျိနဲ့တယောက်နဲ့တယောက်ထိချက်တွေတော်တော်လေးကိုများတာကိုတွေ့ရတယ်ဗျာ။ဆိုတော့သူ့အနေနဲ့သလုံးစင်မှာအပြည့်အဝ recover ဖြစ်ဖို့တော့ကြိုးစားနေစေဖြစ်ပါတယ်။ပွဲလက်ကမထူးသေးဘူး။ဒါမဲ့အမွေကြတော့နော်လောဘကြီးတယ်ပေါ့ဗျာ။လောဘကြီးတယ်ဆိုတော့ခံလိုက်ရတယ်။ ူကိုရင်ကဒီကနေ့မှာပဲသူအမားတွေကိုဝန်ခံလိုက်ပြီလေဖြစ်ပါတယ်သူနေနေပွဲလက်ခံတာစောသွားတယ်နော်ပွဲတွေရက်ဆက်ထိုးနေရတဲ့ခါကျတော့အဲမွေကပွဲပန်းပြီးတော့လုံးဝကိုဒါမာဂုံဘိုင်းမှာထိခိုက်သွားခဲ့တာဖြစ်ပြီးတော့အခုလိုမျိုးမရှိမလာနဲ့ရှုံးနေကြရတာပဲဖြစ်ပါတယ်အမှန်မှဆိုရင်အဲမွေကနော်ဝမ်ချန်ပီယံရှစ်မှာထိုးတဲ့လီဝင်းစလုံးမှာအတော်လေးကိုချမ်းတာဗျအကြည့်နေထိုးခဲ့တာ နော်အကျိတ်ညတောက်လျှောက်ကိုထူးခဲ့တဲ့ခါကျတော့ခနာကူအထိတယ်ဗျနော်အဲဝင်ကအဲ့ဒါကိုလုံးဝအနားမယူဘဲနဲ့လောဘကြီးပြီးခုလိုမျိုးမဖြစ်သင့်တာလေဖြစ်ကုန်တာလေဖြစ်ပါရယ်ဗျဒါကြောင့်မလို့မြန်မာဖိုက်တာတွေအနေနဲ့နော်ဘွဲတစ်ခုပြီးသွားပြီဆိုရင်ဘွဲကိုလင်းလင်းမြန်မြန်နောက်ထပ်လက်ခံဖို့မကြိုးစားကြပါနဲ့နော်အပြည့်ဝ recover ယူပါအပြည့်ဝလေ့ကျင့်ပါနော်မိမိမှာအကုန်လုံးပြည့်စုံပါဘွဲကိုလက်ခံပါလို့နော်အမွေဘွဲကိုကြည့်ပြီးတော့သင်ခန်းစာယူတတ်ကြပါစေဗျာ